တောင်ပေါ်ဒေသလေးဖြစ်တဲ့အလျောက်ပဲတခြားသော မြေပြင်းဒေသတွေနဲ့နှိုင်းဆိုင်တော့ရာသီဥတုရဲ့အေးဒါပို့ပြီးတော့ကဲတယ်ဒီဇင်ဘာလရဲ့လားလေပိုင်းလည်းဖြစ်တာမလို့အချိန်ကနေတာတော်ရညတာရှိတယ်ညာကုန်းနိုင်ဝန်းကျင်ဆိုပါကမြို့မစည်းကြီးရဲ့အနီးပါဒါမှမဟုတ်မြို့လေကောင်ကြကြနေရာတွေမှာသာလူစီကားတက်ပြီးကြံတဲ့နေရာမှာတော့ငြိမ်သက်နေပါတယ်ညအမောင်တို့ဟာအားကောင်းကောင်းနဲ့ကြီးစိုးနေတဲ့ပုံစံလမ်းပေမိတာရဲ့ ဝါကျင့်ကျင်လေးတွေကသူတို့အစွမ်းကုန်တုံးလန့်ပြီးတော့မိန်ပြပြလင်းရောင်လေးကို လမ်းမကြီးဘက်ကိုဖြာကျပေးထားတယ်။ညာပီးရစ်တွေရဲ့တကြီးကြီးအော်တန်တွေကလည်းတိတ်ဆိတ်တဲ့ဒီအချိန်ခါကို အရန်ကို လိုက်ပတ်ပြီးတော့ပနံ့ရနေပါတယ်။အေဒီတရာရဲ့တစ်ပတ်ချက်မှာတော့မေးပွင့်လေးနှစ်ပွင့်ဟာတပြေးပြေးဆိုသလိုနင်းနီးလာတယ်။အင်ဂျင်တန်လေးခပ်ပြင်းမင်းနဲ့တူတူစံဒီကန်းငလေးတစ်စီးဟာဒီတရာကြီးဘက်ကို ရွေ့ရှာပြီးတော့ရောက်ရှိလာပါတယ်။မောင်းနေလာသူကတော့ ကားစရာကိုမြဝင်အစိုးတော်ကြီးမာရိစသခင်ဆိုတာတဲ့အရေးပြက်ဆိုတဲ့သခင်တန်လေးဟာကားပရင်းပေါ်ကနေတဆင့်ကတ္တရာလန်လေးတိုင်းပဲအဖြုတ်ဖြုတ်ကြာကြံခဲ့ပါတယ်အေးဆက်ဆက်လေးစင်းချို့ဟာအသားတွေကိုစိတ်ဝင်အောင်တိုက်ခိုက်တိုက်တိုင်းကိုမြဝင်ကတော့ကားမန်ကိုတဝံခန့်သာတင်ထားတယ်ကားမီးအောက်ကလမ်းမကြီးကလည်းခွေးတကောင်ကြောင်တမိမမရှိအောင်ရှင်းလင်းလုံးပါတယ်ဒါကြောင့်မို့လို့လီဘာကိုတာမန်ထက်အနှဲငယ်လေးပေါ်ပြီးနင်းလာတယ် နန်းစလင်ကနေခင်းနှစ်နာရီလောက်ပြန်ရောက်ကဘီယာပါတီသွားချခဲ့ပြီးတော့ဂိတ်ပြန်ရောက်တိန်နီဖက်ခီးတဲ့ရတာမလို့အခုသွားပို့ပြီးတော့ပြန်လာခဲ့ခြင်းလည်းဖြစ်တယ်။ဒီညတော့ကတော့သူ့အိမ်ပြန်နောက်ကြပြီ။ဒရိုင်ဘာလည်းကိုစပေးရလဲကိုပဲ။တချို့သောနိုင်ယူတွေစက္ကန့်တွေဟာပေးဆက်ရမှမသိပေးဆက်ခဲ့ရပြီ။အခုတော့ AD တရားကိုကြော်ခဲ့ပြီးပါက လာရှိုးကြီးကနေတဆင့်သူနေထိုင်ရာနတ်မတူလန်ကွယ်နီးက အိမ်လေးစီကိုရောက်ဖို့တိတ်မလို့တော့ဘူးကားဆရာလှုပ်လာတဲ့တတန်းကလည်းမသေးတော့တာမို့လို့ဒီမျိုးလေးမှနေထိုင်လာခဲ့တာ အချိန်တစ်ခုတောင်ရှိခဲ့ပြီထုံးစံတိုင်းပဲပြန်နေကြသွားနေကြလန်လေတိုင်းကားကိုချိုးကွေပြီးတော့ဝင်လာခဲ့တယ်ကတ္တရာလန်ကလမ်းတော်တစ်ခုတည်းကိုရောက်လာခဲ့ပြီးလမ်းဘေးမိတန်ကြီးရဲ့ဝါကျညက်အလင်းရောင်တွေဟာကားနောက်ခံကတဆင့်အေးအေးနဲ့ပဲနောက်မှကျန်ခဲ့တယ်စန်နီကားငယ်လေးရဲ့ရှေးမီလုံးနှလုံးကသာသူ့အတွက်အဖို့ဖြစ်လာတယ် တချို့အိမ်တွေကတော့မအိပ်ကြသေးဘူးမီးလေးတွေလင်းပြီးတော့တချို့အိမ်တွေကြာပြန်တော့လေမှောင်တီးကြပြီးတော့အိမ်မောကြနေပြီကိုမြဝင်းချိုးဝင်လာတဲ့လမ်းတွင်မှာတော့နှိချို့ကိုကိုပင်ကြီးဦးလဲရှိတယ်နေကင်းဘက်ဖြတ်သွားဖြစ်လာလို့တိုင်းဒီပင်ကြီးကိုသတိထားမိပေမဲ့ဘာမှအထူးစံတော့မဟုတ်ဘူးတာမန်အပင်ကြီးတက်တက်ပဲကိုမြဝင်းလဲကားကဆက်ကလာနေတဲ့တချင်းလေးကိုသာအသာညီးပြီးတော့အရှိတတဲ့ကိုသာ မောင်းလာတယ်ဒီချိန်မှာချက်ချင်းဆိုသလို တချင်းတန်ဟာတကြီးကြီးမြည်ပြီးတော့ဘက်ကရီတိတ်ဆိတ်သွားတယ်။တချင်းတန်ပျောက်သွားရင်ချက်ချင်းပဲဒီလောကလုံးမှာသူတယောက်ပဲကျန်တော့တယ်လို့ပဲကိုမြဝင်းအတွေ့ကစတင်ပြီးတော့ခေါင်းထဲကိုဝင်လာတယ်။ည10:00နာရီဝန်းကျင်ရဲ့တိတ်ဆိတ်နေမှုဟာခြောက်ခြားဖို့ကောင်းပါတယ်။ဒါကြောင့်ကိုမြဝင်းကားလေးပါကိုလျှော့ပြီးတော့အတန်အတိုးချက်ကလပ်ကိုလှည့်ကြည့်တယ်။အဖွင့်အပိတ်ကလပ်ကိုနှစ်ချက်သုံးချက်နှိပ်ကြည့်တယ်။ဒါပေမဲ့တချင်းတန်ကတော့ကြောက်နေတော့မယ်။သူသတိမထားမိတယ်လို့ကားလေးကလည်း တရွေ့ရွေ့သွားနေကနေကုတ်ကုတ်ပင်အုပ်ကြီးနဲ့ဝါနဲ့ပြန်စားလောက်တာ ဝေးလာတယ်။ကာပတင်ဘော့ကတဆင့်အရှိန်နဲ့ပြင်းဝင်လာတဲ့လေဝေးတစ်ချက်ကြောင့်ကိုမြဝင်တက်သိမ်းနေဖြန်းကနေထားသွားတယ်။တက်တိုက်ဆန်တိုင်းပဲလေတိုးမှာအတံမလျှော်ထားတဲ့တချင်ဟာချက်ချင်းထွက်လာတော့ကိုမြဝင်တယောက်ရောင်ပြီးတော့အောမိသွားတယ်။ပြီးတော့မှသတိပြန်ကက်ကကြောက်မိတဲ့သူ့ကိုယ်သူတော်မှရှက်တယ်လို့ဖြစ်သွားပြီးတော့ကြီးကြီးကျယ်နဲ့ပြုံးမိတယ်။တိစိတ်ဟာဘာမှမဖြစ်ပေမဲ့မတိစိတ်ကကြောက်သွားတာကတော့ ပယောကတခုခုရှိလာတော့မယ်ဆိုတာကိုသတိပေးနေတာလား။ကိုမြောင်ဝင်းကတော့အိမ်ပြန်လို့တဲ့စိတ်တစ်ခုနဲ့သာ ကားကို အသာမောင်းနေကနေကိုကိုပင်ကြီးအောက်ကိုစိုက်စိုက်မြဲမြဲပဲရောက်ရှိလာခဲ့ပါတယ်။အပင်ကြီးအောက်တက်တက်ရောက်မှာတော့ဖြည်းဖြည်းမမှန်မောင်းလာတဲ့ကိုမြောင်ဝင်းရဲ့စံနေကားလေးဟာဤကနေတုံကာတွားပြီးတော့ချက်ချင်းမဲ့အချိန်တွေရှော့ချသွားတယ်။ဒီအရာကိုကိုမြောင်ဝင်းကောင်းကောင်းသိတယ်။ကားနောက်ခံတဲ့ကိုတစုံတယောက်ခုံတက်တဲ့ခံစားချက်ကားတစ်စီးလုံးတော့မှာ အေးကြတော့တဲ့အထိဘလို့ရကခုံတက်လဲဆိုတာကိုသိလို့တဲ့စိတ်နဲ့ကားနောက်ကြီးမှန်ကတစ်ဆင့်ကိုမြဝင်တန်းကြည့်တယ်။သူမြင်လိုက်ရတဲ့အရာကြောင့်သူ့အသက်ဝန်းကျင်တွေကိုဆွဲနှုတ်ခံလိုက်ရတယ်လို့ခေါင်းမိုးတွေထောင်တက်သွားပြီးတော့စတရာတိုင်းကိုကင်ထားတဲ့လက်တွေတော်မှချက်ချင်းပဲတောင်းတင်သွားတယ်။ကားနောက်ကန်တစ်ခုလုံးပြည့်နေတဲ့နေပါပဲခန္ဓာကိုယ်ကြီးတစ်ခုတကူလုံးမဲပြောင်ရှည်လျရတဲ့အမွေးမြင်တွေကဖုံးလွှမ်းထားပြီးတော့နင်းနီရဲ့မျက်လုံးအစုံကိုကားရှိကန်ပတ်မှန်ကတစ်ဆင့်မြင်လိုက်ရတယ်။ ကိုမြောင်ဝင်းကြီးတွေဟာဗတ်မှန်ကနေ လွှဲလို့မရတော့ဘူးအာစဲမိထားတယ်လို့လူကအကြောချင်းနဲ့တုံဆိုင်ပြီးတော့ကြက်တွေတင်းနေတယ်ကားလေးကတော့ရှေရှားနေတော့မယ်တစ်ဆက်တည်းမှာပဲကားနောက်ခံကတရဝါကြီးကသူ့ရဲ့လက်သေးရှေ့ကြီးတွေကိုဖြတ်ပြီးမှန်ကိုတကြည်ချင်းနဲ့ကုတ်တယ်မှန်ထက်ထချားထားလိုက်တိုင်းအဲ့ဒီကုတ်ချစ်တန်ကြီးကို ကိုမြောင်ဝင်းအတိုင်းသာကြားနေရတယ်ဘာဆက်လို့ရမှမသိမစင်းစားနိုင်တော့ဘဲနဲ့ကိုမြောင်ဝင်းတယောက်နှစ်ဖိုးပြင်ကြဲကြီးတက်မှာချွေးသေးချွေးပေါက်တွေကြာလာတယ် လေးပါနင်းထားတဲ့ညာဘက်ခြေထောက်ကလည်းထုံထက်လာတယ်။ပို့ပြီးတော့လည်းနေမိရတာဖြစ်သွားတယ်။အထိုင်ကုတ်မဲ့သွားတဲ့ခန္ဓာကိုယ်ကြီးကြောင့်ငါတော့တေတော့မှာပဲဆိုပြီးတော့ကိုမြဝင်နောက်ဆုံးတွေ့လိုက်မိတယ်။ကားလေးကတော့မြို့ရင်းကီလိုမီတာထက်နှစ်ဆလောက်ပိုမြန်လာတယ်။ဘဝင်ကျင်ကလည်းတိတ်ဆိတ်နေပြီမို့လို့အခုသူ့ဖြစ်ကိုဘသူမှကြားနိုင်မှာမဟုတ်ဘူး။တိလည်းမသိနိုင်တော့ဘူး။ဒီညသူ့အတွက်နောက်ဆုံးညလေးကဖြစ်သွားခဲ့မယ်ဆိုရင်တော့ဟာရှေ့မှာမီးလင်းရအောင် အရှိကိုင်90ဝန်းကျင်ညာဘက်မျက်ဆောင်ထိုးလေးကအလင်းရောင်လေးတစ်ပြောက်ကိုကိုမြဝင်တရိထားမိတယ်။ဒါကြောင့်မို့လို့စိတ်ထဲကလည်းရေရွတ်တယ်။ငါအဲ့ဒီအလင်းရောင်လေးကိုရောက်အောင်ဝင်သွားနိုင်တော့ငါလွတ်ပြီ။မသေးတော့ဘူးဆိုပြီးတွေးလိုက်တယ်။ကားနောက်ခံကကောက်ချစ်တန်နေဟာတစားတစားပို့ပို့ပြီးတော့ကြေလောင်လာသလိုအလင်းရောင်လေးကလည်းဖြည်းဖြည်းနဲ့နိကလာတယ်။ကိုမြဝင်အဲ့ဒီအလင်းရောင်နာရောက်အောင်တောင်းတင်းနဲ့လက်နှစ်ဖက်ကိုအတင်းအားထည့်ပြီးတော့သူ့ရဲ့စံဒီကားလေးညာဘက်ကို ဆွဲချလိုက်တယ်။ ဟဲ့ဘောက်တာလဲဟာတိတ်ကုံတော့မှာပဲဒီလူကတော့ဟဲ့လူမျက်လုံးကန်းနေရလားလူ၄၅ယောက်ရဲ့အော်တန်းကြောင့်ကိုမြဝင်းတတိဝင်လာက ကားပရိတ်ကို ကြွေကနေနေအောင်လို့စောင့်အောင်ချလိုက်တယ်သူ့ရောက်လာတာက မီးတွေမြိုင်နေအောင်ထုံထားတဲ့ခြံဝန်းကြဲကြီးတစ်ခုထဲမှာဖြစ်ပါတယ်ဆော့ဆော့ကသူ့ကိုဒုံဆိုင်ဝင်လာတာမို့လို့ခြံထဲကထိုင်နေသူအားလုံးရေုပ်တတဲဖြစ်သွားတယ်ကိုမြဝင်းကတော့ကားဝင်ကနေမစစ်နိုင်သေးနှလုံးခုန်တဲ့တုံတုံကိုသူ့နားကတစ်ဆင့်ပြန်ကြားနေရတယ် စူးစူးညံ့ညံ့အတန်တွေကြောင့်ခြံဝန်းချက်ကြီးတော်မှာရှိတဲ့အင်ကြီးပေါ်ကနေခက်ပြပြူလူဝါကြီးတယောက်ပြေးဆင်းလာတယ်။ဟေးဘာဖြစ်နေကြတာလဲ။ဒီလူကြီးကမေတော့အသက်20ကျော်အရွယ်ပြင်ဦးလင်ဆွေတာအညိုကို ဝတ်ထားတဲ့အားကစားဘောင်းမရှင်တဲ့လူငယ်ဟာဒီကားသမားမူးပြီးတော့အတင်းမောင်းဝင်လာတာဆရာကျွန်တော်တို့ကတော့မှတိုက်မိတော့မလို့။ဟေးဟုတ်တယ်ဆရာကျွန်တော်တို့အရှောင်ကောင်းလို့ပဲစက်ပြရေးပုံအမဲနှစ်ပုံကတော့ သူ့တိုက်ပစ်လိုက်ပြီးကျွန်တော်တို့လည်းအခုမှကားဆဲပြီးလို့တကားပေးဖို့ကြံလုံရှိသေးတာမှန်ပါတယ်ကိုမြောင်ဝင်းဒုံဆိုင်မောင်းဝံသွားတဲ့ခြံကြီးကကားရည်စေးစီစီလိုက်တဲ့နေရာကြီးပဲပုံမှန်ဆိုဒီနေရာကအခုချိန်လောက်ထိမပွင့်ဘူးဒီနေ့မှနောက်ကျကားတစီစေးရင်နဲ့ကားရည်စေးတဲ့ခြားတိုက်တွေအချိန်လင့်နေတာကိုမြောင်ဝင်းသူ့ပဲကန်ကောင်းတာလားမသိတရေပြန်တူတဲ့အဲ့ဒီလူပြူလူဝကြီးဟာစန်နီကားလေးရဲ့ဒရိုင်ဘာကုန်းနှာရှောက်သွားလိုက်တော့ဖားဖို့ကြီးတခုလို့ ရင်ဘက်ကနေကြည်မြင့်ကြီးအသက်ရှုပ်နေတဲ့ကိုမြဝင်းကိုအခန့်နဲ့တွေ့ရတယ်။ကိုမြဝင်းအပေါ်ပိုင်းတစ်ခုလုံးချွေးရည်နဲ့ရွှဲနေကကားစရာဘာဖြစ်တာလဲ။ကိုမြဝင်းအဲ့လူကြီးကိုကားပရေမောက်ကနေအသာကြည့်ပြီးတော့စကားပြောဖို့ကိုအတော်အားယူနေရတယ်။ကျုပ်ကျုပ်ကိုရေရေလေးနည်းနည်းလောက်အရင်တိုက်ပါလားဗျာ။ခဏဒီလူကြီးကကိုမြဝင်းကိုလက်အသာကပ်ပြတယ်။ဝန်တန်းကောင်းတဲ့တယောက်ကိုရေတစ်ခွက်သွားပြီးတော့ခတ်ခိုင်းတယ်။တောင်းကြတော့ကောင်းလေးက စတိကွက်ငယ်နဲ့ရေတခွက်ကိုသူ့ရဲ့တတိဖြစ်သူခုနလူကြီးစီကိုလာပေးတယ်။ကိုမြဝင်းလည်းကမ်းပေးတဲ့ရေခွက်ကိုအငမ်းမရတောက်တယ်။ပြီးတော့မှအသက်ကိုကပ်ပြင်းပြင်းရှူတယ်။ပြီးတော့မှကျုပ်ကျုပ်တော့ကိုဗျာ။အကောင်ကြီးတကောင်လိုက်လာလို့ဗျ။မဟုတ်တာ။ဒီကားပေါ်မှာခမည်းတော်တယ်ပါ။မဟုတ်ဘူးဗျ။ကျုပ်ကားနောက်ခံကိုမဲမဲတုတ်အကောင်ကြီးတကောင်ခုံတက်ပြီးလိုက်လာတာ။ကျုပ်ကားဘယ်ဘက်ကနေတိတ်ချ မှန်ကနေမြင်ရတာဗျကိုမြောင်ဝင်းစကားကြောင့်ဒီလိုကြည့်လဲစန်းစားဟန်နဲ့ခေါင်းကိုတုံးလိုက်ချက်အသာညိမ့်တယ်ပြီးတော့တပင်းရှိကြီးကိုချတယ်ကားကြီးစေးတဲ့လုသမားကောင်လေးတွေကတော့ကိုမြောင်ဝင်းပြောကြောင်ပဲကားနောက်ခံကိုပတ်ပြီးတော့ကြည့်တယ်ခွေးတကောင်ကြောင်တမင်းမှမရှိဘူးအေကနာခမရဟိုအပင်ကြီးအောက်ကနေဖြတ်ပြီးတော့မောင်းလာတာမဟုတ်လားဒီလိုကြည့်ရမေးကြောင်ပဲကိုမြောင်ဝင်းတစ်ချက်တွေ့ဝေးသွားတယ်ဟုတ်တယ်ဗျကျုံမှတ်မိပြီအပင်အောက်တက်တက်မှာပဲ ဒီကောင်းကြီးကျောက်ကားပေါ်ကိုခုံပြီးတက်ပြီးတော့လိုက်လာတာဖြစ်မှဖြစ်ရတယ်ဗျာကဲလာကားပေါ်ကဆဲအောင်ခဏနာအောင်ကိုမြောင်ဝင်းလဲလောကုတ်ပြူတာကိုလေးစားတမှုနဲ့ကားပေါ်ကဆင်းနေဒါပေမဲ့ကြောက်စိတ်ကမပြေသေးတာမို့လို့သူ့ရဲ့ဒူးတွေဟာတိတ်မခိုင်းနေရှမ်းနေကနေလဲသွားတော့မယ်လားခံစားနေရတာမို့လို့အနားမှာရှိတဲ့ခွေးချေပူလေးပေါ်ကိုပြစ်ပြီးတော့ထိုင်ချလိုက်တယ်ဒီလောက်လဲကြောက်မနေပါနဲ့ကားဆရာဒီတက်ရောက်လာမှာတော့အန်ရဲ့ကင်းပါလေဗျ ဘယ်နဲ့လုပ်ပြီးတော့ဒီလောက်မိုးချုပ်ကြီးမှပြန်လာရတာလဲဟုတ်တယ်ဗျကျုပ်နန်းစလန်ကပြန်လာတော့တိမ်ဒီကိုအော်ရာရလို့လိုက်ပို့ရင်လည်းအခုလိုအိမ်ပြန်နောက်ကြတာဒါနဲ့စကားမဆက်ကျုပ်အဲ့ဒီအပြန်ကဖြစ်လာမှန်းခမရဘလို့သိတာလဲဒီခါမှာရေစေးစီစေးလိုက်ပိုင်ရှင်ဦးတယုတ်ကြီးလည်းနှကန်းတွေပင်တောင်ပြုံးနေတိဆိုဒီပင်ကြီးနားမှာအခုလိုကြုံမှုတာခမရတယောက်တည်းဘယ်ကားတော့မှလဲဗျကားစရာ နေကလူတွေပြောတာကတော့ အဲ့ဒီကိုကိုပင်နှစ်ချုံမှာတပတ်ကြီးတကောင်ရှိတယ်တဲ့ဒီလမ်းထဲမှာပရက်ရုပ်ပေးတာတော့မှဒီကောင်ကြီးကမကြုတ်ပိုင်းနဲ့ဒီတိုင်းကြံနေခဲ့တာတဲ့ကြုတ်တော့မကြုတ်ဘူးပဲမဲ့အခုခမရလို့လူတွေစီမှာဇက်လန်းတွေတော်တော်များများကိုနားထောင်ခဲ့ဘူးတဲ့ဒါကြောင့်သိနေတာဆိုပါတော့အေးတပတ်ကြီးဟုတ်မယ်မျိုးလုံးကြီးတွေကလက်တော်ဝါးစားလောက်ရဲတောင်နေတာဗျအမွှေးတွေကလည်းဘာထူးတယ်မမေ့နဲ့နတ်မောင်းနေတာကျုပ်ရဲ့ကားနောက်ခံကိုတချွတ်ချွတ်လက်သေးတွေနဲ့ကုတ်ချက်တာဗျ နားကွက်မတက်ပဲအမလီဗျာပြောရင်တော့ကြောက်ချက်သိနေထားလာပြီကိုမြောင်ဝင်းကမျက်လုံးကလေးကြီးကန်းတောင်မပြောပြီးတော့ဟိုကြည့်တကြည့်နဲ့ကြည့်တယ်ပြီးတော့သူ့လက်ကိုလည်းသူအသာပုတ်တာနေကားဆရာဘယ်ထိပြန်ရမှာလဲကျောက်ကရက်ကွက်30ဘက်ကိုပြန်ရမှာတိတ်တော့မဝေးတော့ပါဘူးဗျစိတ်မပူနဲ့ကျောက်ကလေးတွေခမားကားကိုအန်နီယကင်းတယောက်ကင်မုန်းတွေပါတွေပက်ခိုင်းလိုက်မယ်ခမားလိုက်ပြန်ရင်ကားထဲကိုပရိပ်ရိပ်လေးဆောင်းသွား ပထန်လေးပါလေဖွင့်သွားဟုတ်ကဲ့ကျေးဇူးတကယ်တင်ပါတယ်ဗျာရပါတယ်ဗျတမျိုးတည်းသားချင်းနေပဲကိုညီရမှာပေါ့ကိုပြောင်ဝဲတယောက်သဘောကောင်းတဲ့ကိုတယောက်ကြီးနဲ့တွေ့တာမလို့အဆက်ဆက်ရရအဆင်ပြေသွားခဲ့ပါတယ်မကြခင်မှာပဲလောက်သမားကောင်းလေးတွေဟာသူ့ကားကိုအန်နေရကင်းအောင်တယောက်ကမိုးနေနဲ့ပပြန်ပေးပြီးမလို့သူ့လဲအိမ်ပြန်မှုသာကြံခဲ့တယ်ဒါကြောင့်ကားလေးဘက်ကအတတကပရိတ်ပထန်းခွေကိုဖွင့်ပြီးတော့ပြီးတော့မှကိုတယောက်ကြီးနဲ့ကောင်းလေးတွေကိုကျေးဇူးတင်ကြောင်းထက်ထက်လေးလေးပြောလို့ အဲ့ဒီရေစေးစီစီလိုက်ခြံကြီးတက်ကနေမောင်းထွက်လာတယ်။မနေ့ကအာယုံတက်ပြီးအမျိုးမျိုးထွေတွေတော့လူသားတွေဝမ်းရည်အတွက်စတင်မို့အချိန်တစ်ခုလာပဲလောကကြီးကတတ်မှတ်ပေးထိုင်တူပါတယ်။မြို့မစီဝင်းချင်မှာအရန်ကိုတိတာထင်ရှားတယ်။ဈေးဝယ်တွေဈေးတရီတာမကလက်တွန်းလဲတွေ မျိုးရင်းလိုင်းကငယ်တွေ လိုင်းကားကြီးတွေစသဖြင့်ကားဆိုပါကကားလျောက်ဘယ်ညင်းလိမ်လူဆိုပါကချက်ချင်းလိမ်နေကြတယ်။နန်းပေါင်ကားဂိတ်နေမှာရှိတဲ့ပပိတ်ဆိုင်အတွက်မှာလည်း စံစည်းစားဝင်နေတဲ့အလားခီးတဲ့တွေခီးသွားတွေပြီးတော့ကားဆရာတွေနဲ့ကြိတ်ကြိတ်တို့စီကားနေပါတယ်။အနည်းပါမှလည်းကုန်းရဆိုင်ကလေးတွေရှိသလိုအကျဉ်ပေါင်းကြက်ဥပြုတ်ငုံဥပြုတ်ရောင်းနေတဲ့အတရီလည်းရှိတယ်။တပည့်ဆိုင်ထဲမှာတော့ကားဆရာကိုမျက်မှောင်ဟာရှမ်းခေါက်ဆဲမဟုတ်တဲ့ရေစိန်ခေါက်ဆဲကိုခေါင်းမဖော်တန်တက်လို့ပြီးတလို့ပစက်သေးကိုထိုးသွင်းနေ။ရှမ်းပြည်ရဲ့မနက်စာဆိုပါကရှမ်းခေါက်ဆဲရေစိန်ခေါက်ဆဲတို့တူဦးလေးတွေကအခုလိုဆောင်းရသည်အိုးတို့နဲ့ အရန်ကိုလိုက်ဖက်ပနံရတယ်။ကိုမြောင်မောင်လည်းစားတော့ပြီးသွားတာမို့လို့အသင်ပါလာတဲ့နားကြားကဆဲဘောလိုက်တို့ကိုမင်းညှိပြီးတော့ခဲတယ်။လမ်းတစ်ဖက်ကိုကြည့်လိုက်တော့ဖားမကုန်းရဆိုင်မှာ ကုန်းဝင်ထုတ်နေတဲ့လုပ်ငန်းသူကားဆရာတချို့ကိုလည်းတွေ့ရတယ်။အဲ့ဒီမှာကားဆရာဖြစ်သူကိုမျိုးကိုတွေ့ရတယ်။ကိုမျိုးကဒီဘက်ကိုစောင်းငက်ကြည့်တာမို့လို့ကိုမျိုးမောင်ကိုမြင်မြင်ချင်းမှာပဲလက်ထောင်ပြပြီးတော့သူလာခဲ့မယ်လို့အချက်ပေးတယ်။ကုန်းထုတ်ပြီးနောက်မှာတော့ကားဆရာကိုမျိုး ကိုမြင့်မောင်ထိုင်နေရသပွဲငွေလေးစီကိုစိုက်ဆိုင်မြမြိုက်ပဲရောက်လာတယ်။ဘာနဲ့လဲဒီနေ့ချင်းနေကိုမျိုးကစမိတော့ခီးတဲ့တွေကရပြီဗျကိုမြင့်မောင်နောက်နိုင်ဝက်ဆိုထွက်တော့မှနန်းဆလက်ခီးတဲ့တွေပဲလားဟုတ်တယ်ဒါနဲ့ခမရရောအဲကိုမျိုးကမေးတဲ့ခါမှာဒီတပတ်လောက်တော့ထပ်ပြီးဝါလိုက်အောင်မယ်ဗျာလူကနှစ်ယောက်စာလာလို့သေးတယ်အေးပါဒါနဲ့ကိုမြောင်ဝင်းအကြောင်းကြားပြပြီလားကိုမြင့်မောင်ဟာ ငှဲ့ထားတဲ့ရင်တွေကိုတဆုပ်တောက်တယ်။ရက်ကွက်ဆက်နှစ်ဘက်မှာတပတ်ကြီးကသူ့ကားပေါ်ကိုခုံတက်တဲ့အကြောင်းပြောမလား။ဟုတ်ပါဗျာဟုတ်ပါ။ကြားပြီပြီဗျ။သူ့တောင်ဆော့ဆော့လေးကပဲခီးတယ်ပြေလို့ထွက်သွားတာ။အေးဗျ။တတိကတော့မနေဘူးနော်။လူကောင်ကသာပုပပြက်နဲ့။ဘဲကသာသူ့ပြောပုံရအိညာကကန်ကောင်းပြီးတော့ရေဆဲကုန်နဲ့တွေ့လို့မဟုတ်ရင်ခမရလူလဲနက်စရာပြင့်နေရတော့ပြီ။လိပ်ပြခေါ်ဖို့လေ။ကိုမြင့်မောင်အရှုံးဖောက်လိုက်တော့ ကိုမျိုးလည်းရည်ကြည်ကြနေပဲအမှန်တိုင်းပြောရရင်ဗျာကျုပ်တို့ကားစရာတွေနဲ့နာနာဘောဟာဇလန်းတွေဟာအထူးဆန်းလည်းမဟုတ်တော့ဘူးဗျတနေ့မဟုတ်တနေ့တကွေးမဟုတ်တကွေးတော့ကြုံနေရတာပဲလေကုံမျက်မှောင်လည်းကိုမျိုးပြောသမျှကိုကောင်းတက်ဆက်တက်ညှိပြီးထောက်ကန်တယ်ပြီးတော့စေးဘောလေးမျိုးကိုတွေကိုစိုင်းပြမက်ကိုမှုတ်ထုတ်တယ်လောလောဆယ်ထိတော့ဗျာကျုပ်ကမကြုံသေးဘူးဗျတရေတွေကပဲကျုပ်ကိုကြောက်လို့လားမချောက်တာလားမသိဘူးဗျဟုတ်တော့တယ်ဗျ ခမရုပ်ကလည်းတရေထပ်ပို့ပြီးတော့ကြောက်ဖို့ကောင်းနေတာကိုဒါတော့မှမိမငငယ်လေးရထားတာလဲထိုက်ပြောင်းနေစရာမျိုးဟုတ်ပါပြီဗျာကိုမြင့်မောင်ကျုပ်ကပဲအရှုံးပေးပါတယ်ဟုတ်ပြီလားအော်ဒါနဲ့ခမရမသိတဲ့အရာတစ်ခုရှိတယ်ဗျဘာများလဲအင်ဂျင်ခိုင်လို့လဲမြားကားမထွက်တာလေးရက်လောက်ရှိပြီလေအင်းဟုတ်တယ်ကိုမျိုးပြောမှပဲကျုပ်သတိထားမိတယ်တို့လဲမြားပြောင်းနေပါလားပြောက်ဆိုနံပါတ်2ဘက်ခဏအလဲပြန်ရတယ်ပြောတာပဲ ဆိုင်မစင်ပုံမစင်ကြီးပါလားဟုတ်တယ်ဗျသူတို့ကလင်မားနှစ်ယောက်ကလည်းတက်ညီလက်ညီနဲ့အလုပ်တော့ဖြစ်တာဗျဒါပေမဲ့ခရီးလန်းကိုခလေးခေါ်ခေါ်သွားတာကျုပ်တော့သဘောမတွေ့ဘူးကိုမျိုးကဝေဖန်ထောက်ပြတော့ကိုမျက်မှောင်ဟာအော်သူတို့ခလေးသူတို့ခေါ်သွားတာဘာများစမ်းလို့လဲဗျနောက်ပြီးထားခဲ့ရင်လေထင်းချောင်းဝိမဲ့ဆွေမျိုးရင်းချာမရှိလို့နေမှာပေါ့နောက်ပြီးခလေးကကြောင်းနေတဲ့အရွယ်လည်းမဟုတ်ဘူးလေအဲ့ဒါပြောတာဗျခလေးကငငယ်နေဆိုတော့စောစောကကျုပ်တို့ပြောနေတဲ့ တစေတရေတွေကျုံလာရင်လူကြီးကခံနိုင်ပေမဲ့ကလေးကမခံနိုင်ဘူးလေဗျာအေးခမရပြောတာလည်းဟုတ်တော်တော်ရှိတယ်အဲ့ဒါပြောတာကိုမြင့်မောင်တို့နမ်မတူကိုအလဲသွားတာလေတခြားမဟုတ်ဘူးဗျအဲ့ဒီမပြောင်းခင်တရက်ကတို့လင်မယာညာကြီးလာရှုပ်ကိုဆင်လာတာတိတ်နေမရောက်ခင်လမ်းတင်နေရောက်တော့ကမ္ဘာနာကနေပြီးလူတယောက်ကားရှိကိုပြေးထွက်လာတာတဲ့ကိုလူကားတားတဲ့ခီးတဲ့ဖြစ်မှထင်းနေကိုမြင့်မောင်ကစကားဆက်ပြောတော့ဘယ်ကသာဗျာ အဲ့လူဟာသူ့ကားရှိလက်ရောက်ရောဝေထားတဲ့အင်ကြီးကိုဆွဲလိုက်ပြတာကိုမင်းမဒီမှာရင်ဘတ်ကြီးကဟောင်းလောင်းနဲ့ဦးတွေကအပုံလိုက်ကြီးကတ္တရလမ်းမှာတပုပ်ပုပ်ပြုတ်ကျနေရကိုလင်မယားနဲ့ရောစလုံးကားမီးရောင်ကနေအတားကြီးမြင်ရတာတဲ့ဒါဆိုတရေပေါ်ဟုတ်လားခမရကလည်းဗျာကြားကြိုက်ပါလေဆိုမှအပေါက်နေလာလုံနေတယ်ခမရပြောတဲ့အဲ့နေရာကနံမကြီးပဲကားဆရာတော်တော်များများအဲ့ဒီမှာဇလန်းလေးရှိကြတယ်ဗျအဲ့ဒါပြောတာပေါ့ဗျာကံကောင်းသွားတယ်ဆိုရမှာပဲ အဲ့ညကသူတို့ကလေးဟာဂျားထဲမှာအိပ်ပျော်နေတာတဲ့မဟုတ်ရင်မလွဲဘူးသူ့ယောက်ျားကလည်းသတိကောင်းကောင်းနဲ့ထိန်းသိမ်းနေတာကားရလူရောဘာမှမဖြစ်ဘူးတဲ့အခုတော့အဲ့ဒီကိစ္စကြောင့်ပဲသူတို့မိသားစုတွေစိတ်ပြေလက်ပြောက်ပြန်သွားကြတာကိုမြင်မောင်းအေးဗျာဒီတစ်ခုကတော့ကျုပ်သတိမထားမိဘူးဗျခမရပြောမှသိရတာဒါနဲ့တို့လူစိုးပေကြီးတယောက်အခုထိပေါ်မလာသေးပါလားကိုမြင့်မောင်ပြောမှကိုမျိုးလေသတိရသွားတဲ့ဟန်နဲ့ ဘေးဘီဝေယာကိုတောင်းမြောက်ကြည့်တယ်။မနက်ခင်းခေါ်နာထနေတော့မယ်။ဒီချိန်မှာပဲမျိုးမမိန်လန်ကြီးစီကတဆင့်သူတို့ကားကြီးရှိရာကိုချုံးလာတဲ့ဟိုက်လက်ကားလေးတစ်စီးကိုသူတို့တွေဖြိုင်းလို့တွေ့ရတယ်။ဒီကားဖြူလေးကိုမောင်းနေလာသူဟာသူတို့ရဲ့မိတ်ဆွေတွေဖြစ်လေ။ညီကိုလိုခင်ရတဲ့ကားဆရာကိုဆိုးပြပဲဖြစ်ပါတော့တယ်။